နောက်တစ်ပတ်များအောင်မြင်လာပါအိုထဝတ်သီအိုရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရှေ့ရဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပေါ့နော်ယူရိုပါလိဖလားမရခဲ့ရင်ဘယ်လိုဖြစ်သွားမလဲဆိုတဲ့အတိုင်းတကယ်ဟုတ်ပဲအခုဆိုကျွန်တော်ယူရိုပါလိဖလားကိုမရခဲ့ဘူးပေါ့နော်ဒီတော့အဲ့ဒီပွဲအကြောင်းနည်းနည်းလေးပြောပြီးသွားရတယ်ကျွန်တော်တို့နောက်လာမယ့်အနာဒီယာရီတက်တော့ပေါ့နော်ဘယ်လိုဖြစ်နိုင်လဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာ ကျွန်တော်ဒီပွဲစဉ်ကိုကြည့်လိုက်တာနဲ့ကစားမားတွေမှာလည်းတာဝန်ရှိတယ်လို့နီးပြမှာလည်းတာဝန်ရှိရဲ့နီးပြကတော့80ရာခိုင်နှုန်းလောက်ထိတာဝန်ရှိတဲ့ပွဲလို့တော့ကျွန်တော်ပြောနေတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီပွဲရဲ့လူထုပုံရဲ့သူလုံလာတဲ့ plan တွေအကုန်လုံးကတကယ်ကိုအဆင်မပြေခဲ့ဘူး။ဟုတ်တယ်ကျွန်တော်နားလည်ပေးလို့ရတယ်ဗျ။ပွဲတစ်ပွဲထဲမှာ plan ကိုပြင်ဆင်လာတဲ့ plan ကအဆင်မပြေဘူးဆိုတော့ကျွန်တော်လက်ခံပေးလို့ရတယ်။ဒါပေမဲ့အဲ့ဒီ plan အတန်းကိုမိနစ်80လောက်ထိဒီတိုင်းကြည့်နေတာကိုကြတော့ ိတ်တော့လက်ခံလို့မရဘူးလို့တော့ကျွန်တော်ပြောခြင်းတယ်ပထမဆုံးချက်နေတဲ့ဆိုကျွန်တော်မေဆင်မောက်ပေါ့နော်မေဆင်မောက်ကဒီလိုမျိုး line app နေနဲ့ကစားပြီဆိုရင်ဘယ်နှပွဲကောင်းကောင်းမွန်မွန်ကစားဘူးလေကျွန်တော်ပြောခြင်းတာကဒီ brand phone ဘွဲမှာ golden နေပေါ့နော်အဲ့ဘွဲကိုထားလိုက်ကျွန်တော်ဘွဲတွေမှာမေဆင်မောက်ကို line app ထည့်ကစားတဲ့အခါမှာအရန်ကောင်းပါတယ်ဆိုတဲ့ပွဲမျိုးမစိုးပါအောင်ဆိုတဲ့ပွဲမျိုးကျွန်တော်တို့တိတ်ပြီးတော့မမြင်ရဘူးဒီလိုအချိန်မျိုးမှာဘိုလိုဘွဲမှာပေါ့နော်ဒီမေဆင်မောက်ကိုတုံးလာတယ် သုံးလာတော့ဒီမစ္စမောက်ဘက်ကလုံးဝကိုဘာမှမမယ်ရရမလုပ်ပြနိုင်ဘူးတောင်ပံကိုကြည့်လိုက်မှဆိုဒိုဘူတယောက်ပဲရှိနေတယ်လို့မစ္စမောက်ကလည်းဒီကွင်းလယ်မှာနေရာလွတ်လည်းမရှာပေးတဲ့နိုင်ဘူးမရှာမရှာပေးနိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးတော့ဖြစ်သွားတယ်ဒီညမှာမော်ရင်ပြောသွားတဲ့ကာနာချုံမတုံးတဲ့အကြောင်းကလည်းတိတ်ပြီးတော့ reason မခိုင်လို့ဘူးဗျမိဘအောင်နဲ့ပွဲမှာအပိုင်ခွင့်ရင်းနေလွဲချော်လို့ကာနာချုံမတုံးဘူးဆိုတာမျိုးကကြတော့တိတ်ပြီးတော့မဟုတ်နေဘူးလို့တော့ကျွန်တော်မြင်တယ်ကာနာချုံဝင်လာမှပဲအဲ့တောင်ပံကတခုခုလုံးပြနိုင်တယ်လုံးပြနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တခုခုတော့ ဖြစ်နိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးကိုကနာချုပ်ဝင်လာမှပဲကျွန်တော်မြင်ရတယ်။အဓိကတော့ရှင်းတယ်။ကနာချုပ်ကကျတော့ direct ပုံစံနဲ့တောင်ပန်းနေသူတိုးဝင်မှုစ조사တယ်။သူဝင်းနာမှာတွဲကစားမဲ့လူနှစ်ယောက်လောက်ရှိရယ်။ကနာချုပ်ကရေးတယ်ကြောက်ဖို့ကောင်းတယ်။ဒါအမှန်တရားပဲ။သူ့ရဲ့ကိုသိန်းစွမ်းရည်တွေဘာရင်းညာတွေခဏဖယ်လိုက်။သူဝင်တိုးတာတွေသူပြန်ပြီးတော့ကက်ဘက်လုပ်ပေးတာတွေက United ရဲ့တက်ဆက်ကိုအများကြီးကိုမှအများကြီးအလုပ်ဖြစ်စေရယ်။ဒါတော့ကျွန်တော်လက်ခံဖို့တော့လိုပါလိမ့်မယ်။နောက်တစ်ချက်ကကျတော့ကျွန်တော်ဥကာတေးကိုမတုံးတဲ့ကိစ္စပေါ့နော်။ ကျွန်တော်ပြောချင်တာကတချို့ဗဇာသမားတွေကပွဲတိုင်းကြီးပါတော့ကောင်းကျင်မှာကောင်းနေမယ်ဒါမဲ့တကယ်တကယ်ပွဲတွေရောက်တဲ့အခါမှာသူတို့မှာရှေ့မြအားသွန်ခေါ်ဆိုင်ကစားတတဲ့ဗဇာသမားရှိကြတယ်ပြောမှဆိုအရေးကြီးတဲ့ပွဲတွေကြမှာကောင်းတတ်တယ်ဆိုတဲ့ကစားသမားမျိုးတွေရှိကြတယ်ဗောနော်ကျွန်တော်ပထမကတော့ဒီကက်စမဲရိုနဲ့ဥကာလေးကိုတီးပြီးပဲပွဲထွက်လာမယ်လို့ကျွန်တော်ထင်ခဲ့တာဒီလိုဆိုရင်ပေါ်ပြီးတော့ safe ဖြစ်နိုင်ရပါတော့အခုကကျတော့ဥကာလေးကိုသူလုံးဝမတုံးခဲ့ဘူးဥကာလေးကိုမတုံးနဲ့ အချက်ကိုလည်းကျွန်တော်နားလည်ပေးလို့ရတယ်ဘာဖြစ်လဲဆိုတော့ဥကာတေးကခုနကမှပွဲတွေမှာဖောင်တော်တော်လေးကျနေဒါပေမဲ့ final လို့ပွဲမျိုးမှာတော့ဥကာတေးကိုနည်းနည်းလေးယုံကြည်ကြည်ပေါ့နော်လူသားဝင်လောက်နေနေပဲဖြစ်ဖြစ်အပြောင်းလဲတော့လုံးတင့်တယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဥကာတေးမပါတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ဘရူနိုကကျတော့လုံးဝကွင်းလယ်မှာတယောက်တည်းလို့ကစားဝါတယ်လုံးဝဒီလိုမျိုးတယောက်တည်းကစားဝါတဲ့အချိန်လေးကလည်းအာမတ်ကအမကလုံးဝကြောင်ပိတ်လိုက်တဲ့အခါမှာဘယ်လိုလုံးဝတက်ရဲလို့ဖြစ်သွားတာဒါတွေကတစ်ခုနဲ့တစ်ခုဆက်ဆက်နေရလို့တော့ကျွန်တော် ပြောခြင်းနဲ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ right wing back ပေါ့နော် right wing back မှာဒီ Mazda OV ကတိုက်ကျင်မှာတော့ကြိုက်လိမ့်မယ်ပေါ့နော်အခုနောက်မှာပွဲတွေမှာတော့ Mazda OV နည်းနည်းလေးတော့ခြေစမ်းကျနေဒီပွဲစဉ်မှာလည်း Mazda OV ကိုဒီ right wing back မှာတုံးတာတော့ဟုတ်တယ်ဒီအချိန်မှာသူပဲတုံးအောင်မှာအစီအမပြေလို့တဲ့အချိန်နေမျိုးမှာသူ့ကိုစန္ဒာဘက်ကိုရွှေ့ကစားပြီးတော့ဒါလောက်ကို right wing back မှာထားတာမျိုးလည်းဖြစ်နိုင်တယ်သူလူစားလဲပြီးတော့သူ Mazda OV ထပ်သွားတဲ့အချိန်မှာ Mazda OV ကလုံးဝအောင်ကျနေဘာမှမကြံတော့ ဲ့တော့ပြောချင်တာကမဆရာဝီကုံနေတာကိုသိရနေဒီတိုင်းဆက်ပြီးထားနေတာကိုလေအမော်ရီကလည်းပတ်သက်ပြီးတော့နားမလည်နိုင်ဘူးပေါ့နော်ကျွန်တော်ပြောချင်တာကဒီလက်ချင်ရင်ကွင်းက reset တွေကိုအမြဲတမ်းပုံနေယူလို့တော့မရဘူးလို့တော့ထင်တယ်တခါလေမှာတချို့ကစားသမားတွေကလက်ချင်ရင်ကွင်းမှာတော့အရန်ကောင်းချင်မှကောင်းလို့တကယ်ပွဲတဲ့ထက်လာတဲ့ကစားသမားရှော့ရှော့ရှော့ဝေးအရန်ကောင်းတဲ့ကစားသမားတွေရှိကြတယ်ဒါကိုတော့ကျွန်တော်တို့လက်ခံနိုင်ဖို့တော့လိုလိမ့်မယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ရှော့ပေါ့နော်သိရပါတယ်နောက်ရာဒီမှာရှော့ကတော့ ယူနိုက်တက်ရဲ့အနာကက်ပြီးသွားပြီလို့တော့ထင်တယ်ဗျအဲ့လိုပဲဖြစ်ဖို့များတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့ဝင်းပတ်မှာလည်းသူကောင်းကောင်းမွန်မွန်ကစားနိုင်တဲ့လုံလောက်မှုပေါ့နော်။ဒီ physical ရပဲကြည့်ကြည့်မရှိနေဘူး။ဒီ lesson ဘက်အနေနဲ့ကစားတဲ့အခါမှာလည်းသူ့အနေနဲ့မမေ့ရရမလုပြနိုင်ခဲ့ဘူးပေါ့နော်။ဟိုဒီဘက်ကျမှာတော့သူကိုယ်တိုင်ညံ့တာလည်းပါတယ်လို့စပါးဘက်ကလည်းသူ့ရဲ့ personal lane တွေအကုန်လုံးပိတ်နိုင်ခဲ့တာကြီးလည်းပါတယ်။အခုတစ်ပြည့်ဒီ Renee Johnson ပေါ့နော်။ ရှောကဘယ်တန်ဖြစ်တာကြောင့်ဘယ်ဂျင်းနဲ့ပေးမဲ့လမ်းကြောင်းသားကို Brinny Johnson ကကြွေပြီးတော့ပိတ်ပိတ်ထားတာတွေကလည်းရှောအနေနဲ့ဘာမှလုပ်လို့မရတဲ့ပုံစံမျိုးတွေဖြစ်သွားစေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနောက်လာမယ့်အနာဂတ်ပေါ့နော်အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်နောက်လာမယ့်လာခဲ့ပါနောက်ရာသီမှာပေါ့ United အသင်းကပရီးမီးယားလိတခုပဲကစားရတော့ကောင်းလားလို့မင်းရင်တော့မကောင်းဘူးပေါ့ဗျာဥရောပပွဲကြီးကျွန်တော်လည်းကြည့်နေတာပေါ့ကောင်းတဲ့ချက်တွေကဘာရှိလဲဆိုရင်တစ်ဖက်တစ်ပွဲပဲ ကံအားမှာဖြစ်တာကြောင့်အမော်ရယ်နေနဲ့သူ့လိုချင်တဲ့အသင်းကိုစိတ်ကြိုက်အေးစေးပုံသွင်းလို့တော့ရမယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ဒီအမော်ရယ်ရဲ့အသင်းကအခုတည်းပို့ပြီးတော့ဖောင်မိလာပြီးတော့ပို့ပြီးတော့ကောင်းနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်လေးတော့ရှိသွားမယ်နောက်တစ်ချက်ကကြတော့ United အသင်းနေနဲ့ဥရောပဖလားမစားတဲ့ခါမှာကစားမခေါ်ယူတဲ့အပိုင်းကအများကြီးကိုစကားပြောရပြီလက်ရှိကွန်အားတော့ရောက်လာပြီပေါ့နော်ဒီလက်ကလွဲရင် ခြားကစားမထက်ရောက်ဖို့ဆိုတာကတော်တော်လေးကိုမှခဲယင်းသွားပါပြီဒီလက်နဲ့ကွန်အားနဲ့ပဲဒီအပြောင်းရွှေ့ကပြီးဆုံးသွားနိုင်တယ်လို့တော့ကျွန်တော်မြင်တယ်ဒါမှမဟုတ်တချို့ကစားမတွေရောင်းထုတ်ဖို့ရှိနေတယ်ဗောနော်အန်တိုနီရှိမယ်ရက်ဖို့ရှိမယ်ဆန်ချိုတီလည်း maybe ဗောနော်သူ့ကိုလည်းရောင်းထုတ်ကောင်းရောင်းထုတ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ကျွန်တော်တို့တင်းရစကွတ်တက်ကလည်းလုံလောက်ဝမရှိဘူးကစားမလည်းခေါ်လို့မရဘူးဆိုတဲ့ပုံစံမျိုးပါဖြစ်သွားနိုင်ပါတယ်ကျွန်တော်တို့ဘလို့ကစားသမားတွေခေါ်လို့ရမလဲလို့ပြန်ကြည့်ကြည့်တဲ့အခါမှာဒီ quality လည်းရှိရမယ် United မှာပဲကစားကျင်လို့ပါအဲ့လိုကစားမမျိုးတွေပဲကျွန်တော်တို့ကစဉ်းစားလို့ရတော့မှာဒီကိုရိုးစိတ်ရဲမှာပေါ်လာတဲ့ဒီ Ryan Chanki တို့ Vida Jogras တို့ exam တွေကဘလို့မှဒီလိုပြင်းပြလေးပဲကြံရတဲ့အသင်းကိုလာကစားဖို့ဆိုတာတိတ်တော့မဖြစ်နိုင်ဘူးအကူရမနေရဆိုလဲ Diego Jota ဆိုလဲဒီကို Champion League မကန်တဲ့အသင်းမှာလာကစားဖို့ဆိုတာကတိတ်တော့ဘလို့မှမဖြစ်နိုင်ဘူး Champion League တွေမကောက်ဘူး Europa League လည်းမကန်ရအောင် Conference League လည်းမကန်ရအောင်ဆိုတဲ့အသင်းမှာလာကစားဖို့ဆိုတာတော်တော်လေးကိုဖြစ်နိုင်ကြတော့နည်းတယ်ပေါ့နော် ဒီလိုချင်းချင်းမျိုးတွေတော့ကျွန်တော်တို့ United ကတော့ကြုံတွေ့ရဖို့တော့ရှိတယ်။ Morning နဲ့ပတ်သက်ပြီးနောက်တစ်ခုကကြတော့သူ့အနေနဲ့ပေါ့နော်။နောက်ရာဒီမှာအသင်းကမတိုးတက်လာဘူး။ဒီအသင်းပိုင်းရှင်တွေပြည်တက်တွေကသူ့ကိုလက်မခံတော့ဘူးဆိုတော့ထွက်သွားမယ်ဆိုတဲ့စကားမျိုးသူကပြောတယ်။ဒီစကားကိုတခြားကြည့်မယ်ဆိုရင်တော့အာ तू ကတောင်းရင်မို့တောင်းခံဖို့အပြည့်ရှိရလို့ထင်ကောင်းထင်နိုင်တယ်။ကျွန်တော်ပြောချင်တာက तू လုချင်တာလုပ်ပြီးတော့အဆင်မပြေထွက်တော့ဆိုတာနဲ့ထွက်သွားမယ်ဆိုတာမျိုးကြီးကြတော့လည်းမဟုတ်နေဘူး။သူ့အနေနဲ့တခုခုတော့လုံးပြသွားဖို့တော့လိုတယ်ဗျာ။အသင်းကို ပုံစံတစ်ခုမိအောင်ပဲဖြစ်ဖြစ်ကစားခွက်ရပဲဖြစ်ဖြစ်မန္တလေးရရပဲဖြစ်ဖြစ်စွဲတင်သွားဖို့တော့လိုတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်တို့ဒီအမိုးရမတိုင်ခင်တန်ဟတုံးအောင်ဆိုကျွန်တော်တို့သူ့နေကစားဝင်ရအဆင်မပြေဘူးမန္တလေးရလည်းလက်ခံလို့တော့တိတ်တော့မရဘူးဒါပေမဲ့သူဒီ reset တစ်ခုနေနဲ့ဖလားနှလုံးယူပေးသွားတယ် united ဖလားလက်မဲ့ဖြစ်နေတဲ့ကာလတစ်ခုအဆုံးသတ်သွားပြီးတော့နောက်ထပ်နောက်ရည်တော့ပေါ့နော် united အသင်းကို motivation ပဲဖြစ်ဖြစ်ဖလားတွေနဲ့လက်ပွန်းသနီးဖြစ်အောင်ဖလားတွေနဲ့နေသားကြအောင်လှုပ်ဝါးပေးရဆိုတဲ့ကာချာတစ်ခုတော့သူတိဆောက်သွားတယ်ဆိုတော့ moral အနေနဲ့တော့ တခုခုပေါ့နော်ကစားပွင့်ရဖြစ်ဖြစ်မန္တလေးရပဲဖြစ်ဖြစ်အတင်းကိုဆွဲတင်ပေးသွားနိုင်ဖို့လိုတယ်ဒီလိုမှပဲသူအဆင်မပြေဆက်သွားမယ်ဆိုတဲ့စကားမျိုးကိုပြောတင်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ကျွန်တော်ကဆရာကြီးလည်းမဟုတ်ဘူးဒါပေမဲ့ညီကိုတို့တိတ်ကိုဆရာကြီးတို့ထင်ကြတဲ့ YouTube တွေရှိ YouTuber ရှိကြမယ်သူတို့ပြောတဲ့ဟာတွေနဲ့ကျွန်တော်ပြောတဲ့ဟာတွေနဲ့နည်းနည်းလေးတူသွားခဲ့တယ်ရှိတော့အော်ဒီဘက်လေးပြောတာမှန်တာပဲလို့တွေးပြီးရင်ကျွန်တော်ကတော့ကျင်းနေတယ်ဗျာကျွန်တော်တော့ပဲကျွန်တော်မျှော်လင့်တာအမော်ရီနဲ့ပတ်သက်ပြီးကျွန်တော်အခုလိုပြောဆိုတာလည်းကျွန်တော်အမော်ရီကိုကျွန်တော် wave ban အရင် အလွန်ကာယောကြီးအလွန်ကြုံကြီးပေါ့နော်လုံးဝဝေဖန်နေရလည်းမဟုတ်ဘူး။အရင်ပြောဆိုနေရလည်းမဟုတ်ဘူး။ United ကိုအားပေးရလို့တောက် United နဲ့ပတ်သက်ပြီးအမြဲတမ်းစောင့်ကြည့်နေတဲ့လူတယောက်အနေနဲ့ဘယ်တော့တော့ပြောခွင့်ရှိတယ်လို့တော့ကျွန်တော်မြင်တယ်။ဘာဖြစ်ဖြစ်ပါနောက်ရဒီမှာလည်းဒီ United ပြည်သက်တွေကဒီအတင်းကိုဆက်ပြီးအားပေးနေမှာတော့တည်ကြတယ်။ပြည်သက်တွေကအမြဲတမ်းတောင်းဝန်ကြည့်တယ်။အတင်းရှုံးနေဖြစ်စေနိုင်နေဖြစ်စေအမြဲအားပေးနေတယ်ဒီလိုအားပေးနေတဲ့ပြည်သက်တွေအတွက်လည်းအောင်မြင်တဲ့နေ့ရက်တွေကရောက်ရှိလာအောင်မယ်ဆိုတာတော့ကျွန်တော် ရေးရကြီးပြောရဲအခုချိန်မှာတော့ကျွန်တော်အတင်းအကောင်းဆုံးကာလာတော့မဟုတ်ဘူးဒါပေမဲ့နောက်လာမယ့်အနာဂတ်မှာဒီပြိတက်တွေဒီအတင်းသားတွေကအောင်မြင်မှုတွေနဲ့အများကြီးထက်တယ်နဲ့အတင်းဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါအဆုံးရှိချူပေးကြတဲ့ United ပြည်တက်များအားလုံးကျေးဇူးတင်ရှိပါတယ်နောက်လာမယ့် Ultra World Theory ရဲ့ဘောလုံးကွန်တက်တွေမှာပြည်တက်နဲ့ပြန်လည်ဆွေးနွေးချင်ပါသေးတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်